စတိတ်စင်ပေါ်မှာနေပြီးအများပြည်သူများနားထောင်ရန်မတင်သောညညညူသောစကားကိုပြောဆိုခဲ့ပြီးခေါင်းနှုံးများကိုပါဖြန့်ဝင်ခဲ့တဲ့ Wing Over အမည်ရှိတဲ့လူငယ်အားဖမ်းဆီးခံခဲ့ရကြောင်းသိရပါဗါးဒါကတော့ရုံလင်းအကောက်ကနေတင်ထားခဲ့တာပါဖမ်းသွားပါပြီမနောက်ပါဘူးဖြစ်ချင်လို့ပြောနေတာလည်းမဟုတ်ပါဘူးဖြစ်နိုင်တာတွေကိုပြောပြတာပါဒီလိုမျိုးအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူ့ပြောသလိုကိုလုတ်ခံရနိုင်တယ် အထဲမှာလည်းကိုတို့တော့မရှိတော့ပါဘူးလူငယ်တယောက်ကိုမလောင်ပါဘူးဆိုပြီးယုံလေးကယခုလိုမျိုးပြောဆိုခဲ့တာပါ တောပါဖြောပြမှုရုပ်တံမှာတော့လူမှုကွန်ရက်မှာတော်တော်လေးကိုပြန်နှံ့လို့သွားခဲ့ပြီး၎င်းတို့ရဲ့ရည်ရွယ်ချက်မှာတော့လိန်ပညာပေးပုံစံဟုနားလည်ကြတော့လဲညဉ့်ညံသောစကားများကိုချက်တွင်ပြောဆိုခဲ့ပြီးကိုတော်များအသုံးပြုရအတွက်ဖြတ်ဝင်ကြသည်ကိုတွင်မြင်ခဲ့ရပါတယ်။ရင်းလူရည်များအရလူငယ်များပေါ်ရိုင်းဆိုင်သောဖြောပြမှုများပေါ်အနုပညာဟုမှတ်ယူသွားမည်ကိုစိုးရိမ်သည့်အပြင်အရေးယူမှုများကိုပြုလုပ်ရန်အတွက်ပြည်သူများကမချက်ပြုရေးသားဖော်ပြခဲ့ပါတယ်။အဆိုပါရုပ်တံများကိုတော့တရုတ်ဆောင်ယုံလေးကလူမှုကွန်ရက်စာမျက်နှာတွင် ဒါကြီးကတော့လုံးဝလုံးဝကိုလက်ခံလို့မရပါဘူးကျွန်တော်အနေနဲ့လူတွေရဲ့ဒုက္ခကိုပဲကယ်တင်ဖို့ပါတယ်ဘလောက်ပဲကိုယ့်ကိုဒုက္ခပေးတဲ့ကောင်းမဲ့ဖြစ်ဖြစ်သူ့ပြောမှုမလုပ်ခဲ့ပါဘူးဒါကြီးကတော့တော်တော်လေးကိုများပါတယ်ဒီလိုမျိုးစိတ်စင်ပေါ်မှာပေါက်ကြရတွေပြောပြီးတက်ဆဲရလောက်အောင်အောက်ကကလေးတွေကရိုင်းဆိုင်နေကိုယ်တယ်လို့ထင်သွားရင်တော့အယံကိုအန္တရာယ်များပါတယ်ခရိုနီအင်ဂျင်ကိုအနေနဲ့ပါတယ်လို့ရေးသားဝင်များခဲ့တာလည်းဖြစ်ပါတယ်။ဟိုနှခမ်းနီမာလေးတွေရဲ့အသေးဆွဲဖြစ်တဲ့ဖိုက်တကွန်ကတော့မြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးဖြစ် အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပိုင်နဂွန်ဟာတော့မြန်မာနိုင်ငံမှာတည်နေမှာကထိုင်းကမ္ဘောဒီးယားလာအိုအစားရှိတဲ့နိုင်ငံတွေအထိပါကြွယ်ကြားသူတစ်ယောက်လည်းဖြစ်ပြီးနိုင်ငံမြန်မာနိုင်ငံမှာလည်းရုပ်ရှင်ဇာတ်ကားများစွာရပ်ကူးနေသူတစ်ယောက်လည်းဖြစ်ပါတယ်။လုံခဲ့တဲ့ရက်ပိုင်းကမှပိုင်နဂွန်ဟာတော့အင်းနီဝီရှိမှဒူးထောက်နေတဲ့ပုံစံတချို့ကဆိုရှယ်မီဒီယာပေါ်မှာတကြဲကြဲပြက်ပြက်ကိုပြန့်နှံ့လွန်လာခဲ့တာကြောင့်ပိုင်နဂွန်ရဲ့ပရိသတ်တွေကတော့တော်တော်လေးကိုမှဒေါသထွက်တာခဲ့ကြပါတယ်။ အင်းနေဝင်ကတော့တချိန်ကနမဲဆိုးနဲ့ကြောကြားခဲ့တဲ့ဗိုလ်ချုပ်နေဝင်ရဲ့မြည်ဖြစ်ပြီးလက်ရှိချိန်ထိလည်းအင်းနေဝင်ဟာတော့လူမုံများသောခရိုနီဖြစ်တဲ့တတ်မှတ်ခြင်းခံခဲ့ရသူပါအင်းနေဝင်ရဲ့ကျေးဇူးတွေဟာမြန်မာနိုင်ငံမှာမူလတော်ရှူစရာမရှိပေမဲ့လည်းမိသားစုရဲ့အရှိန်အဝါငွေကြေးချမ်းသာမှုတွေကြောင့်ပဲအမှုပညာရှိတော်တော်များများဟာအင်းနေဝင်ကိုကတ်တွယ်နေကြတာပါပန်းကောင်ကတော့ဆရာသိမီနောက်ပိုင်းမှာ905ကကြီးနဲ့စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီးပြည်လည်လွတ်မြောက်လာတဲ့နောက်ပိုင်းမှာတော့စစ်ကောင်စီနဲ့ပတ်သက်တဲ့ ချက်ကောင်စီနဲ့ပတ်သက်မှုရှိတဲ့အပြင်ချက်ကောင်စီကကျင်းပပြုလုပ်တဲ့ပွဲလန်းသဘင်ပွဲတွေမှာပေါ်ပေါ်တင်တင်နဲ့ပါဝင်ဆင်နွှဲခဲ့တာကြောင့်ပြည်သူတွေကတော့အပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။ဘသူတွေဘလောက်ပဲဝေဖန်နေပါစေပိုင်နဂွန်ကတော့ပုံမှန်အတိုင်းပဲအမှုပညာလုပ်တွေကိုဆက်လုပ်နေခဲ့ပြီးချက်ကောင်စီရဲ့ဆက်နွယ်မှုရှိတဲ့ပိုင်နဂွန်ပေါ်မှာဆွဆွဲချက်တွေကလည်းအခုချိန်ထိရှိနေသေးပဲဖြစ်ပါတယ်။ ဲ့ဒီချိန်တုန်းကအေနီဝင်းဟာတော့မော်ဒယ်သရိုးဆောင်ပန်ဒဂွန်ကိုမကျေနပ်ချက်တာကြောင့်ဒုထတော်မှန်ခံခဲ့ပြီးချိန်မောင်းခဲ့တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကလည်းလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့လို့လာခဲ့ပါတယ်